မပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ K2L အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။ဒီနေ့ဗီဒီယိုလေးမှာပြောပြပေးမယ့်အကြောင်းအရာတွေကတော့မိခင်တော်တော်များများကြုံတွေ့ရလေရှိတဲ့မိခင်တို့တိုက်ကြွေးတာနဲ့ပတ်သက်ပြီးစိန်ခေါ်မှုတွေရင်ဆိုင်ရလေရှိတဲ့ပြဿနာတွေနဲ့ဆက်လျင်ပြီးမိခင်တို့တိုက်ကြွေးတာနဲ့ပတ်သက်တဲ့စိန်ခေါ်မှုတွေကိုဘယ်လိုရင်ဆိုင်ရမလဲ။မိခင်တို့တိုက်ကြွေးခြင်းရဲ့အကျိုးကျေးဇူးတွေမိခင်တို့တိုက်ကြွေးခြင်းနဲ့ပတ်သက်တဲ့ယုံနံစကားတွေစတဲ့အခန်းကဏ္ဍအလုံးကိုဆက်ဆက်ပြီးကြည်ကြဲပြန့်ပြန့်ဆွေးနွေးတော့မှာဖြစ်ပါတယ်။ ပထမဆုံးပိုင်းမှာဆွေးနွေးပေးသွားမယ်အကြောင်းအရာကတော့မိခင်နှွေတိုက်ကြွေရနဲ့ပတ်သက်ပြီးစိန်ခေါ်မှုတွေကိုဘလို့ရင်ဆိုင်သွားရမလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်။နှွေတိုက်ကြွေတယ်ဆိုတာမိခင်ရောကလေးပါအချိန်ယူရတယ်လို့အလေးချင်လဲလိုအပ်ပါတယ်။မိခင်တော်တော်များများကမိခင်တို့တိုက်ကြွေးတာနဲ့ပတ်သက်ပြီးစိန်ခေါ်မှုတွေရင်ဆိုင်ရလေရှိပါတယ်။မိခင်နေကြုံတွေ့ရလေရှိတဲ့နှုတ်တိုက်ကြွေးခြင်းပြဿနာ၅ခုကတော့ကလေးကိုထိရောက်စွာနှိုးဆို့ဖို့အတွက်လှုံ့ဆော်မပေးနိုင်တာ နိုးထွက်နေတာနိုးတင်းလွန်တာမိကနိုတိုက်ကျွေးတဲ့အခါနိုးသီးကောင်းကွဲတာတားမြက်ရောင်ရမ်းခြင်းနဲ့နိုးချောင်းပိတ်ခြင်းတို့ဖြစ်ပြီးဒီပြဿနာတွေကိုဖြေရှင်းနိုင်မှုအတွက်အကြံပြုချက်တွေကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ကလေးထိရောက်စွာနိုးဆုံနိုင်အောင်ဘလို့လုပ်ပေးရမလဲ။အနေထားမှန်ကန်စွာပွေ့ချီခြင်းကကလေးထိရောက်စွာနိုးဆုံနိုင်မှုအတွက်အရေးကြီးတဲ့အချက်ပါ။ထရောက်စွာနိုးဆုတ်နိုင်အောင်နိုးတိုင်နေစမှာကာလာတလျှောက်လုံးအမေရောကလေးပါတတ်တောင်တတ်တာရှိနေဖို့လိုအပ်ပါတယ် မိခင်ကတက်တောင်တက်တာနဲ့ကြာကြာထိုင်နိုင်မဲ့အနေအထားမှာထိုင်မှာကလေးနှာခေါင်းထိတ်နဲ့မိခင်ရဲ့နိုးသီးကောင်းထံကိုချိန်မှာကလေးရဲ့ဦးကောင်းကိုနောက်ဖက်ကိုအနှဲငယ်များဆောင်းပြီးတော့ခြိပါအဲ့လိုခြိချက်ကကလေးရဲ့အောက်နှက်ခန်းနဲ့နိုးသီးကောင်းတို့အလွယ်တကူထိတွေ့နိုင်မှာဖြစ်ပါတယ်ဒီလိုထိတွေ့လိုက်တဲ့အခါမှာကလေးရဲ့ပါးစပ်ကဟလာပါလိမ့်မယ် ကလေးရဲ့ပါဇက်ကအကျယ်ဆုံးဟလာတဲ့အချိန်မှာမိခင်ရဲ့လက်ချောင်းတွေကငါပုံတရံနဲ့သားမြတ်ကိုကင်ပြီးကလေးရဲ့ပါဇက်ထဲကိုသားမြတ်အသားစုအများဆုံးပါဝင်အောင်ထည့်ပေးပါ ကလေးရဲ့ရှာကမိခင်ရဲ့သားမြတ်အသားပတ်ပတ်လေးကိုလာပြီးဝိုင်းပတ်ထားပါလိမ့်မယ်ပြီးရင်တော့အနေထားမှန်ကန်စွာပွေ့ချီထားခြင်းရှိမရှိကိုစစ်ဆေးပါကလေးရဲ့ဦးကောင်းတဲ့ခန္ဓာကိုယ်တစ်ဖြောင်းနဲ့ဖြစ်နေရပါမယ်ကလေးရဲ့နေရွက်ပခုံးနဲ့တင်မတို့မြင်းတစ်ဖြောင်းနဲ့ဖြစ်နေရပါမယ် ကလေးရဲ့မျက်နာကသားမျက်နဲ့မျက်နှာချင်းဆိုင်ဖြစ်နေရပါမယ်။ကလေးရဲ့ခန္ဓာကိုယ်နဲ့မိခင်ရဲ့ခန္ဓာကိုယ်တို့နှိကပ်စွာ ရှိနေရပါမယ်။မိခင်ရဲ့လက်တစ်ဖက်ကကလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုပင့်မာပြီးထိန်းထားပေးရပါမယ်။အနေထားမှန်ကန်စွာပွေ့ချင်နိုင်ရင်ကလေးရဲ့ပါးစပ်ကမိခင်သားမျက်ကိုထိကပ်မှုမှန်ကန်စွာနဲ့ငုံထားနိုင်မှာဖြစ်ပါတယ်။ထိကပ်မှုမှန်ကန်ခြင်းရှိမရှိကိုဆက်လက်ပြောပြပေးသွားမယ်အချက်တွေနဲ့စစ်ဆေးနိုင်ပါတယ်။မှန်ကန်မှာကကလေးရဲ့ပါးစပ်ကကြဲကြဲဟနေပါမယ်။ ကလေးရဲ့အောင်နှက်ခန်းကအပြင်ကိုလန်နေပါမယ်။ကလေးရဲ့မေးစင်းနဲ့မိခင်ရဲ့သားမြတ်တို့ထိကန်နေပါမယ်။မိခင်သားမြတ်မှာရှိတဲ့အမဲခွင်းကတည်ရင်ကလေးပါးဆက်ထဲမှာအမဲခွင်းတစ်ခုလုံးရှိနေမှာဖြစ်ပြီးကြည်ရနော်အမဲခွင်းရဲ့အပေါ်ပိုင်းကိုကလေးရဲ့ပါးဆက်အောက်မှာထပ်အပေါ်မှာပုံမြင်တွေ့ရမှာဖြစ်ပါတယ်။ထေးရောက်မှန်ကန်စွာနိုးဆိုးနိုင်ရနော်ကလေးကနက်နက်ဆိုင်ဆိုင်နဲ့နိုးဆိုးယူလိုက်။နားပြီးနှုတ်ကိုမျိုးချလိုက်နဲ့တွေ့ရမှာဖြစ်ပါတယ်။မိခင်ကနာကျင်မှုမရှိဘဲတက်တောင်တက်တာရှိနေရပါမယ်။ ကလေးကိုကြည်လိုက်ရင်လေကျင်းနဲ့တင်းတိမ်နေတာကိုတွေ့ရမှဖြစ်ပါတယ်။နိုးထွက်နေတဲ့အခါဘာလုပ်လို့ရနိုင်မှသလဲ။မိခင်တယောက်အနေနဲ့ကိုကလေးအတွက်နို့လုံလုံလောက်လောက်မထုတ်ပေးနိုင်ဘူးလို့ခံစားရတဲ့အခါစိတ်ပြက်စရာဖြစ်နိုင်ပါတယ်။တကယ်လို့နိုးထွက်နေနေလို့စိတ်ပူနေတဲ့ဆိုရင်ကိုယ့်ရဲ့ဆရာဝန်နဲ့မေးမြန်းကြည့်နိုင်ပါတယ်။တွေ့ရများတဲ့နိုးထွက်နေခြင်းအကြောင်းရင်းတွေကတော့မိခင်တို့စားတိုက်ဖို့နောက်ကျတာကလေးနဲ့မိခင်ကြားအသားကျင်းထိတွေ့မှုမရှိတာဒါမှမဟုတ်အသားကျင်းထိတွေ့မှုနဲ့ပါလွန်တာ။ မီးပွားခြင်းကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာများနေမကောင်းခြင်းဒါမှမဟုတ်စီးကျူယောဂါတို့ကြောင့်နှုတ်ထွက်နေတာကလေးပါးစက်နဲ့မိခင်သားမြတ်ထိကပ်မှုမမှန်ကန်တာပုံသေးတတ်မှတ်ထားတဲ့အချိန်တွေမှာပဲနှုတ်တိုက်တာနှုတ်တိုက်ချိန်နဲတာညဘက်နှုတ်မတိုက်တာနှုတ်တိုက်ချိန်ဝေလွန်တာစိုးရိမ်ပူပန်မှုနဲ့စိတ်ဖိစီးမှုတွေကလေးနဲ့တန်ရောစင်မရှိတာမိခင်နှုတ်တိုက်ရတာမကြိုက်တာပင်မနှမ်းနေတာတို့ကြောင့်အဖြစ်များပါတယ် နိုးထွက်မနေအောင်ကာကွယ်ဖို့နဲ့ကလေးကျန်းမာစေဖို့လုံလောက်တဲ့နိုးရည်ပမာဏရအောင်ထိမ့်သိမ့်မှုအတွက်ကလေးမွေးပြတာနဲ့စောစောစီစီမိခင်နဲ့ကလေးအေးပြားခြင်းထိတွေ့ပြီးတတ်နိုင်သမျှအမြန်ဆုံးမိခင်တို့စားတိုက်ပါမိခင်သားမြတ်နဲ့ကလေးပစက်ထိကပ်မှုမှန်ကန်စွာနဲ့ငုံပြီးတော့ထိရောက်စွာနိုးဆို့တက်စေဖို့ကျွမ်းကျင်တဲ့တားဖွားဆရာမဆရာဝန်တွေစီကအကူအညီရယူပါကလေးနဲ့တခန့်နဲ့အတူတူနေတာအိပ်ဆက်တာတို့ပြုတ်လောက်ပါ မိခင်တို့အပြင်တခြားတို့အရေးတွေကိုလည်းတိုက်ကြွေးဖို့ဆရာဝန်ရဲ့ညွှန်ကြားချက်မရှိရင်ကလေးအသက်6လပြည့်သည့်အထိမိခင်တို့တမျိုးတည်းကိုသာတိုက်တက်မှာတယ်။노တင်းလွန်ချင်းအတွက်ဘလို့ကုသမှုတွေရနိုင်မှာတလေ။노တင်းလွန်ချင်းကမိခင်တွေအတွက်အလွန်နာကျင်ခြင်းကိုခံစားရစေနိုင်မှာတယ်။노ရဲ့ပြေတာကမတတ်မတာဖြစ်နိုင်တဲ့ဆိုပေမဲ့노တင်းလွန်တာကမတူညီတဲ့ပြဿနာတစ်ခုပါ။နိုးရည်ပြည့်တဲ့ရင်သားကပူပြီးလေးလံပြီးမတောင့်နေမယ်။နိုးထွက်မယ်အပြားမရှိဘူး။ ။노တင်လွန်းတဲ့ရင်သားကတော့나ကျင်မှုခံစားရပြီးပုံမှန်မဟုတ်ပဲ노ရည်တွင်နဲ့ရောင်ရမ်းတက်မာနေပြီးတာမြက်အရေးပြနေရနေပါတယ်။노မထွက်နိုင်တဲ့အပြင်တရက်ကြာလောက်အဖျားရှိနေနိုင်ပါတယ်။တွေးရများတဲ့노တင်လွန်းခြင်းအကြောင်းရင်းတွင်နဲ့노တင်လွန်းခြင်းကိုကာကွယ်နိုင်မဲ့နည်းလမ်းတွေကတော့နိုးထွက်များတာကြောင့်ဖြစ်နိုင်ပြီးနိုးထွက်များခဲ့ရင်နိုးကိုလက်နဲ့ညှစ်ထုတ်တာဖြစ်ဖြစ်ဆက်နဲ့ညှစ်ထုတ်တာဖြစ်ဖြစ်မကြာခဏညှစ်ထုတ်ပြီးနိုးကိုဆော့ဆော့စားတိုက်ပါမိခင်တို့စားတိုက်ဖို့နှောင့်နှေးတာကြောင့်လည်းဖြစ်နိုင်ပြီ မီးပွားပြပြချင်းမိခင်တို့စားတိုက်ပြချင်းနဲ့ကောက်ွယ်နိုင်ပါတယ်။ကလေးပစက်နဲ့မိခင်သားမြတ်ထိကက်မှုမမှန်ကန်တာကလေးပစက်နဲ့မိခင်သားမြတ်ထိကက်မှုမှန်ကန်စွာနဲ့နှုတ်တိုက်တင်ပါတယ်။မကြမကြနှုတ်မညစ်ထောက်တာဒါမှမဟုတ်နှုတ်တိုက်တဲ့ကြားချင်းကိုကန့်သက်ထားတာကြောင့်လည်းဖြစ်နိုင်ပြီးနှုတ်တိုက်ချင်းတစ်ခုနဲ့တစ်ခုကြားကကြားချင်းကိုကန့်သက်မထားဘဲနဲ့နှုတ်တိုက်တင်ပါတယ်။မိခင်တို့တိုက်ကြွတဲ့အခါနှုတ်ဒီကမကွဲအောင်ဘလို့ကွဲရမလဲ။ ိုသီးကောင်းနာတယ်နိုသီးကောင်းကွဲတယ်ဆိုတာနှုတ်တိုက်ကြည့်တဲ့အခါကလေးပစက်နဲ့မိခင်သားမြတ်ထိကက်မှုမမှန်ကန်တာကြောင့်ဖြစ်ပြီးကလေးကိုမိခင်တို့တိုက်တဲ့အခါမှာအနေထားမှန်ကန်စွာနဲ့ပွေးချီနိုင်အောင်နဲ့ထိကက်မှုမှန်အောင်လုပ်ပေးတင်ပါတယ်နိုသီးကောင်းတစ်ဖက်ဒါမှမဟုတ်နှစ်ဖက်စလုံးစကွဲလာပြီးတွေးထွက်လာပြီးဆိုရင်အများဆုံးဆရာဝန်နဲ့ပြသတင်ပါတယ်အိမ်မှာနှုတ်တိုက်ပြီးတဲ့အခါညှစ်ထားတဲ့နှုတ်နဲ့နဲ့ကိုနာကျင်နေတဲ့နေရာကိုတုတ်ထားကြည့်ပါ မိခင်တို့မှာနာကျင်မှုကိုတတ်တာဆင်နိုင်တဲ့ဂုဏ်သက်တီတွေပါဝင်တာကြောင့်နာကျင်မှုကိုတတ်တာဆင်နိုင်ပါတယ်။တားမြတ်ရောင်ခြင်းနဲ့နှိုးချောင်းပိတ်တာဖြစ်စေနိုင်မယ့်အကြောင်းရင်းတွေကပါရီလေ။ဒါတွေကိုဘယ်လိုကာကွယ်ရမလဲ။မိခင်တို့ကတားမြတ်ထဲမှာရှိတဲ့နှိုးရည်ပြွန်တွေထဲမှာစီစဉ်ပြီးကလေးစီကိုရောက်ရှိပါတယ်။တခါတည်းမှာနှိုးရည်ပြွန်တွေပိတ်သွားပြီးတော့နှိုးအလွယ်တကူမစည်းနိုင်တော့ဘဲဖြစ်တတ်ပါတယ်။ နိုးချောင်းပိတ်ရင်နာကျင်မှုခံစားရပြီးတော့တားမြက်ရောင်ခြင်းကနိုးချောင်းပိတ်တာကြောင့်ဖြစ်တတ်သလိုတားမြက်ထံမှာနိုးတွေဆူနေတဲ့အခါမှာလည်းရောင်ရမ်းခြင်းကိုဖြစ်စေတတ်ပါတယ်။နိုးချောင်းပိတ်လွန်နာကျင်တဲ့အခါနိုးတိုက်ကျွေးတာနဲ့ပတ်သက်ပြီးတားဖွားဆရာမဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တင်ပါတယ်။နိုးချောင်းပိတ်တာနဲ့တားမြက်ရောင်ခြင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့နိုးတိုက်ချိန်နဲ့တာနိုးမကြခဏမတိုက်တာနိုးတစ်စိတ်တစ်ပိုင်းကဖြစ်ဖြစ်နိုးတို့ခုလုံးကဖြစ်ဖြစ်နိုးတွေကိုစနစ်တကျမထုတ်ဖြစ်တာတားမြက်တ िश ူပြက်စီးနေတာ ကွဲနေတဲ့노ဒီကောင်ကတဆင်노အောင်တဲ့ဘက်တီးရီးယားဝင်ရောက်တာများကြောင့်အဖြစ်များပြီးနာကျင်မှုတက်တာစေပြီးယောဂလက္ခဏာတွေကိုကုသနိုင်ဖို့လှုပ်ဆောင်ရမယ့်နည်းလမ်းတွေကတော့노ကိုမကြာခဏတိုက်ပြီးညှစ်ထုတ်ပေးတာကလေးပစက်နဲ့မိခင်သားမြတ်ထိကပ်မှုမှန်ကန်စွာနဲ့노တိုက်တာချောင်းချောင်းချီချီအဝတ်စားတွေကိုဝစ်စင်တာမကြာခဏ노တိုက်ပေးတာရင်သားကနေ노ဒီကောင်ဘက်ကိုဖြစ်ဖြစ်ချင်းနှိပ်ပေးတာနာကျင်တဲ့နေရာကိုရင်ွေးအိတ်ကပ်ပေးတာနဲ့노တိုက်တဲ့အနေအထားအမျိုးမျိုးပြောင်းလဲကြည့်ခြင်းလိုပဲဖြစ်ပါတယ် ဆက်လက်ပြီးတော့မိခင်တို့တိုက်ကြွေးခြင်းရဲ့အကျိုးကျေးဇူးတွေနဲ့မိခင်တို့တိုက်ကြွေးခြင်းနဲ့ပတ်သက်ပြီးယုံနှန်းစကားတွေအကြောင်းအရာတွေကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။မိခင်တို့တိုက်ကြွေးခြင်းကကလေးရောမိခင်နှစ်ဦးစလုံးအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်။ကလေးအတွက်အကျိုးကျေးဇူးများအာဟာရပြည့်ဝခြင်းမိခင်တို့ကကလေးတွေအတွက်လိုအပ်တဲ့ဗီတာမင်တွေတတ်ထုတ်တတ်တွေပရိုတင်းနဲ့အဆီဓာတ်တွေပြည့်ဝစွာပါဝင်ပါတယ်။ဒါအပြင်ကလေးငယ်တွေရဲ့အသက်အရွယ်လိုက်လိုအပ်တဲ့အာဟာရပမာဏကိုအလိုအလျောက်ပြောင်းလဲပေးနိုင်ပါတယ်။ ကိုခန်းစနစ်ကိုမြင့်တင်ပေးခြင်းမိခင်တို့မှာပါဝင်တဲ့ပဋိပစ္စည်းများ antibodies နဲ့ကိုခန်းစနစ်ကိုအားဖြည့်ပေးတဲ့ drug ပေါင်းတွေကကလေးငယ်တွေကိုယောဂပိုးမွှားတွေကနေကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်မို့မိခင်တို့ဆိုတဲ့ကလေးတွေကအေးအေးမီဝမ်းလျှော်တာနားပိုးဝင်တာစတဲ့ယောဂတွေကိုပုံမှန်ခံနိုင်ရင်ရှိပါတယ်။ညာရေးဖွံ့ဖြိုးမှုကိုအားပေးခြင်း မိခင်တို့မှာ DHA လိုမျိုးအုံနာဖွံ့ဖြိုးမှုအတွက်အရေးပါတဲ့ fatty acid တွေပါဝင်တာကြောင့်မိခင်တို့ဆိုတဲ့ကလေးတွေကညံရီပုံမကောင်းမွန်တတ်ပါတယ်။ဓာတ်မတက်မှုနဲ့ရောဂါများဖြစ်နိုင်ခြေရောခြင်းမိခင်တို့ဆိုတဲ့ကလေးတွေကတတ်မတဲမှုပန်းနာရင်ကျက်တဲ့အဝါလွန်ခြင်းစတဲ့ယောဂါတွေဖြစ်နိုင်ခြင်းနဲ့ပါတယ်အစာချေလွယ်ခြင်းမိခင်တို့ကကလေးငယ်ရဲ့အစာချေစနစ်နဲ့လာရောညှိထွေးရှိပြီးအစာချေလွယ်ကဝမ်းမံစေပါတယ်မိခင်တွေအတွက်အကျိုးကျေးဇူးများ တဲ့အိမ်ပြန်ကြစေခြင်းမိခင်တို့တိုက်ကြွေးခြင်းနဲ့တဲ့အိမ်ကိုပြန်ကြစေတဲ့ဟော်မုန်းတွေထွက်ရှိစေပြီးမိခင်ကိုမြန်မြန်တက်တာစေပါတယ်။ကင်ဆာဖြစ်နိုင်ခြေရောကြခြင်းမိခင်တို့တိုက်ကြွေးခြင်းကရင်သားကင်ဆာနဲ့တဲ့အိမ်ကင်ဆာဖြစ်နိုင်ခြေကိုရောကြစေပါတယ်။ကိုယ်လေးချိန်ကြာစေခြင်းမိခင်တို့တိုက်ကြွေးခြင်းနဲ့ကိုယ်ဝင်ကာလအတွင်းမှာတက်လာတဲ့ကိုယ်လေးချိန်ကိုပုံမလှမြန်စွာရောကြစေနိုင်ပါတယ်။မိခင်နဲ့ကလေးချာနှွေးထွေးတဲ့ဆက်ဆံရေးကိုတိဆောက်ပေးခြင်း မိခင်တို့တိုက်တွေးခြင်းနဲ့မိခင်နဲ့ကလေးချရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာနှွေးထွေးတဲ့ဆက်ဆံရေးကိုတိစောက်ပေးနိုင်ပါတယ်။မိခင်တို့တိုက်တွေးခြင်းနဲ့ပတ်သက်တဲ့ယုံနှံစကားများစွာရှိပါတယ်။ဒီယုံနှံစကားတွေကအမှန်တကယ်မဟုတ်ပါဘူး။ဒီယုံနှံစကားတွေထဲမှာအကြ aya အများဆုံးယုံနှံစကားတွေကတော့မိခင်တို့တိုက်တွေးတဲ့အခါနှိုးတီးကောင်းတာခြင်းချင်းကိုမလွဲမသွေကြုံရပါလိမ့်မယ်။ မိခင်တွေကကလင်းမွေးဖွားပြီးအစာပိုင်းရက်တွေဖြစ်တဲ့နို့တိုက်ကျွေးဖို့တင်ယူနေတဲ့အချိန်မှာမတက်မတာဖြစ်တဲ့ကြပါရယ်ဒါပေမဲ့ကလေးကိုနို့တိုက်ကျွေးဖို့အနေထားမှန်အောင်အနေထားမှန်စွာပွေ့ချပြီးထိကက်မှုမှန်စွာနို့တိုက်စေဖို့အတွက်လုံလောက်တဲ့ပံ့ပိုးမှုသာရရင်နို့ဒီကောင်းနာကျန်တာကိုရှောင်လွှဲနိုင်ပါတယ်မိခင်တယောက်ကနို့တိုက်ကျွေးတဲ့အခါနို့ဒီကောင်းနာရလို့အခက်အခဲတွေနဲ့ရင်ဆိုင်နေရရင်နို့တိုက်ကျွေးတာနဲ့ပတ်သက်တဲ့အကြံပေးဒါမှမဟုတ်တခြားကျွမ်းကျင်ပညာရှင်တွေထံကနေအကူအညီရယူနိုင်ပါတယ် မိခင်အနာရောင်မွေးကင်းစာကလေးနဲ့မိခင်ကိုခွဲထားတင်တယ်။ဆရာဝန်တွေသူနာပြုတွေတားဖွားဆရာမတွေကကလေးမွေးပြပြချက်မှာမိခင်နဲ့ကလေးကိုအရေးပြချင်းထိတွေ့စေပါတယ်။တားပိုက်ကောင်းမိခင်ဆောင်ရှောက်မှုပုံစံနဲ့လည်းထိတွေ့ပေးလို့ရပါတယ်။ကလေးကိုမိခင်စီတိုက်ရိုက်ထိတွေ့အောင်ခေါ်လာပေးပြီးမိခင်နဲ့ကလေးအသားချင်းထိတွေ့ဖို့ကတိတ်ကိုအရေးကြီးတဲ့အလေးချင်းတစ်ခုဖြစ်ပါတယ်။ဒါကကလေးကမိခင်ရဲ့နှုတ်ကိုရှာပြီးသူ့ပါးစပ်နဲ့အနေထားမှန်စွာထိကပ်မှီစေဖို့အတွက်အထောက်အကူပြုပါတယ်။ ဒီလေးကျင့်ကိုမွေပြည်တနိုင်အတွင်းမှာပြုလုပ်နိုင်ပြီးနောက်ပိုင်းမှာမကြာခဏပြုလုပ်ပြီးရင်တော့မိခင်တို့တိုက်ကျွေးဖို့အတွက်အထောက်အကူပြုပါတယ်။မိခင်ကဒီလိုမလုပ်နိုင်တဲ့အခါဖခင်ဒါမှမဟုတ်တခြားမိသားစုဝင်တယောက်ယောက်ကလှုပ်ဆောင်ပေးတင်ပါတယ်။မိခင်တို့တိုက်ကျွေးနေချိန်မှာအဖြူတဲ့အစားအစာတွေကိုပဲစားတဲ့နေ။မိခင်တို့တိုက်ကျွေးတဲ့အခါမိခင်တွေကတခြားသူတွေလိုအာဟာရမျှတတဲ့အစားအသောက်တွေကိုစားသုံးဖို့လိုအပ်ပါတယ်။ပုံမှန်အားဖြင့်စားတောက်ပုံအလေးချင်းကိုပြောင်းလဲဖို့မလိုပါဘူး။ ကလေးတွေကသူတို့မိခင်နှစ်သက်တဲ့အစားအစာတွေကိုမိခင်ဘိုက်ထက်မှာရှိနေတဲ့အချိန်ကလေးကယဉ်နီးခဲ့ပြီးသားဖြစ်ပါတယ်မိခင်ဖြစ်သူကကိုစားလိုက်တဲ့အစားအစာတမျိုးမျိုးကိုကလေးကတုံ့ပြန်တယ်လို့ယူဆရင်တော့တက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတင်ပါတယ်လေ့ကျင့်ခန်းလောက်တာကတင်းတို့ရဲ့အရာတာကိုထိခိုက်စေတယ်လေ့ကျင့်ခန်းလောက်တာကကျမရဲ့နဲ့ညီညွတ်တယ်လို့မိခင်တို့တိုက်ကြွေးတဲ့မိခင်တွေအတွက်လည်းကျမရဲ့ကောင်းမွန်စေပါတယ်ဒါကမိခင်တို့အရာတာကိုထိခိုက်စေတယ်ဆိုတဲ့အထောက်အထားမရှိပါဘူး မြေမကောင်းဖြစ်နေရင်နှုတ်မတိုက်သင့်ဘူးယောဂအမျိုးအစားပေါ်မူတည်ပြီးမိခင်တွေကအများအပြားမြေမကောင်းဖြစ်နေတဲ့အချိန်မှာမိခင်တို့ဆက်တိုက်ကျွေးနိုင်ပါတယ်တင့်တော်တဲ့ကုသမှုရရှိဖို့အနာယူဖို့အာဟာရများတောက်အောင် စားတောက်ဖို့လိုအပ်ပါတယ်ဖြစ်ရတော်တော်များများမှာတင့်ယောဂနာမကျန်းနာကိုကုသဖို့တင့်ခန္ဓာကိုယ်ကထုတ်ပေးတဲ့ပရိပစ္စည်းတွေကတင့်ကလေးစီကိုရောက်ရှိနိုင်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်ခုခံနိုင်စွမ်းကိုလည်းတိစောက်ပေးပါတယ်ကလေးကိုတနစ်ကြော်တဲ့အထိမိခင်တို့တိုက်ရင်နှုတ်ဖြတ်ရခတ်တယ် ိခင်တို့ကိုတနှစ်ကျော်တဲ့အထိတိုက်ပြီးနောက်ပိုင်းမိခင်တို့ဖျက်ဖို့ပိုခတ်ခဲ့ရတဲ့ဆိုတဲ့တက်တဲ့အထောက်အထားမရှိပါဘူး။ဒါပေမဲ့ကလေးအသက်နှစ်နှစ်အထိမိခင်တို့တိုက်ကြွခြင်းကမိခင်ရောကလေးအတွက်အကျိုးရှိတယ်ဆိုတဲ့အထောက်အထားရှိပါတယ်။ကလေးတွေနဲ့မိခင်တွေကတုံးနဲ့တူမတူကြပါဘူး။ဘလောက်ကြာကြာနှိုးတိုင်မလဲဆိုတာကိုကလေးအပေါ်မူတည်ပြီးမိမိကိုယ်တိုင်တေချာစွာဆုံးဖြတ်တင်ပါတယ် ဒါအပြင်များစွာသောယုံနှံစကားများစွာရှိနေတာကြောင့်အလွယ်တကူမယုံဘဲနဲ့မှန်ကန်စွာလိလာတင်ပြီးကျွမ်းကျင်သူတွေနဲ့တိုင်ပင်ဆွေးနွေးတင်တယ်လို့အကြံပြုချင်ပါတယ်။ဒီအကြောင်းအရာတွေကိုကလေးများအတွက် UNICEF ဆောင်းပါးကနေကိုးကားထားတာဖြစ်ပါတယ်။နောက်တစ်ပတ်မှလည်းကျမတို့ K2L အစီအစဉ်ကနေအမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျမရင်နဲ့ဘူးတုတ္တရာစီမဲ့အကြောင်းအရာတွေအလားပါနဲ့ပတ်သက်တဲ့နိလန့်တွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါရရှင်။